။အမညာစီကွာစားဆောင်မှာနှုတ်ခွစတာပါရယ်။ဒီညမှာဖတ်ပြမယ့်အကြောင်းအရာကတော့မိခင်နေရသားသမီးတို့အမြဲတမ်းစိုးစားနေဆိုတဲ့အကြောင်းအရာကိုဖတ်ပြမှာဖြစ်ပါတယ်။မေလ17ရက်2025ခုနှစ်တနင်္ဂနွေနေ့နောက်တစ်ပတ်ဖတ်ရမထားနိုင်သောအခါကမကိုင်းပြည့်ရသောပကတ်ကိုယူ၍ရင်းကြီးနှင့်တင့်စေးဖြစ်လူပြီးတွင်ပကတ်ထဲတွင်သူငယ်ကိုထည့်၍ မြေကန်နာကိုင်းတော်နိုင်ထားလိဤမြောက်ချံခန်းချင်းနေခန်းငယ်သုံးခေါင်းစဉ်ကအမီအင်ဂျင်ပြိနိုင်ဤသီလာမျိုးတို့ကျွန်းခန့်သောနေရာကာလဖြစ်ပါသည်ဖာရောမကြီးကဤသင်္ဍလူလူအားတာယောက်ျားကိုမွေးဖောက်ခွင့်မပြုမွေးလျင်မြင့်ထဲသူပြင်ချကာတည်စီပါ၏ ်ထိုမိန့်ကိုကြောက်လန့်တော်လေတားကိုချစ်အားကြီး၍မောရှိဤမိခင်သည်ရှုစားမှုအမျိုးမျိုးကိုကြံစီမှုအတူတင်ဖြင့်ကလေးကိုအသက်ပေးမှလွရန်အားထုတ်ခဲ့ပါသည်တော်ယုံတယုံကိစ္စတော့မဟုတ်ပါမင်းတတ်သည်၍အသက်တည်လာအောင်သောအနေရရှိတော်လေမိခင်တို့သည်သားမျိုးများအတွက်ကြိုးစားရကြပါသည်ဒီနေ့တွင်စိရုပ်တက်နေသောသားကိုသွားကြည့်ပါသည်အဆုံးပေါက်နေသောသား၏ကနေနာမှာ တိုက်ဆိုင်စွာပြီးအင်းဆိုင်ကြီးတုံးဖြစ်သောစလိုက်ရလိန်မုံကိုတွင်ရပါ၏တတိမီလျော့လျက်ဝိဒနာပြင်းစွာခံစားရသောဆရာသည်ငုံကြော်တကောင်ဝိထုပြီးခရိယန်စာပီလောကမှာ နေရာခိုင်မာခဲ့သူဖြစ်ပါသည်မြတ်ပလဲနေပင်လေမဂဇင်းတို့၏အဒီတာလည်းဖြစ်ခဲ့ပါသည် အသက်59နှစ်မြတ်သာရှိသေးပါသည်ချင်းတော်နံမမိခင်ကိုခွဲခွာ၍ ရန်ကုန်မှာခြိမ်ကြကဘဝတစ်ခုကိုတည်ဆောက်ခဲ့ပါသည်။သို့သောယခုချိန်တွင် ပလတ်ကလေးအိမ်မောချလျက်အရာရာကိုမီလျော်နေပါ၏။ဆရာဝန်က မလွယ်တော့ဘူးမပြောလေ။သူကအမေကိုခေါ်ပေးပါဟု နောက်ဆုံးမှသွားပါတည်း။တတိမမေကစကားပြောနိုင်စေ။နောက်ဆုံးတိုင်းအမေကိုအန်တာကအာကူတကြီးခေါ်ယူစေပါ၏။တကယ်တော့သူ၏မိခင်မှာအသက်90မကတော့ပါဝေးလာသောချင်းတောင်နှံဖလန်းနေမှနေသည် သားဤတည်းကိုကြားလင်မဆိုင်မလင့်ခေါင်းပေါင်းကိုတင်းတီးပေါင်းလျက်ချမ်းချင်းမင်ခီးနေလေ၏ကိုချမ်းမ၏ကိုအားဤကိုကယူမပြုသားထံသို့မရောက်ရောက်အောင်လာခဲ့ပါသည်ကျွန်တော်စဉ်းစားမိသည့်အရာမှာအမေနေမကောင်းမှုပြောတဲ့တတိပီးတဲ့ကြားတော်လေသားမြတ်ကချမ်းချင်းပြန်ပါသလားစလိုက်မိခင်ကိုမြည်သောအခါနောင်နာရ၍မိခင်တို့ချင်းချင်းမြတ်တာကိုနားလဲကြွေရခဲ့ပါသည် အမေတို့သည်တောင်ပေါ်မှာဖြစ်စီမြေပြတ်မှာဖြစ်စီသားမီးများအတွက်ရှုစားဝင်ကြပါသည်တမချန်းစာမှာဖြစ်စီသမိုင်းမှာဖြစ်စီသားသမီးအတွက်တန့်ရှင်ကြပါသည်ကမ္ဘာပေါ်မှာသားသမီးတို့အတွက်ကုလုံစရာအားကိုးစရာချွချင်းမြတ်တိုင်းအရှင်ကြီးဖြစ်သောကြောင့်တကောလုံးကြီးပါ၏မိခင်များကိုဖျားခင်ပေး၍ကျေးဇူးတင်ကြောင်းပြောကြပါစို့အားလုံးဖျားခင်ကောင်းပေးပါစေ thank you